အာတဝါဆိုတဲ့စကားလုံးကအဘိဓမ္မာမှာဒီလို၄မျိုးတယ်သို့မဟုတ်တရားကိုအားဖြင့်လောဘဒိဋ္ဌိမောဟလို့ဒီ၃မျိုးတည်းကိုအာတဝါလို့ခေါ်ထားတာဖြစ်တော်လည်းပဲအာတဝါဆိုတဲ့စကားလုံးရဲ့အောက်မှာကံတရားတွေကိုလည်းအာတဝါလို့ခေါ်တယ်ကိရိတာတွေကိုလည်းအာတဝါလို့ခေါ်တယ် လောကမှာကြုံတွေ့ရတဲ့ဘေးရန်အန္တရာယ်ဟူသမျှတွေကိုလည်းအာသွာလို့ခေါ်တယ်ဒီလိုခေါ်သေးတယ်နော်အဲ့တော့အာသွာဆိုတဲ့တကလုံးကအလွန်ကျယ်ပြန့်နေပေါ့အလွန်ကျယ်ပြန့်တဲ့တကလုံးนี่ဖြစ်သည့်အတွက်ကြောင့်အဲ့ဒီအာသွာတွေအလုံးကုံဆုံးသွားပြီလို့ဒီလိုအသေးပဲဆိုလို့တယ်အဲ့တော့သဘောပေါက်အောင်နောက်တစ်ခုပြောကြည့်အောင်အာသွာကို6မျိုးခွဲပြောတာရှိတယ်အဲ9မျိုးခွဲပြောတာရှိတယ် အာသဝဟာတရားအတိဓမ္မအတိဓမ္မအမြင်နဲ့ဖယ်ရှားရမယ့်အာသဝကတစ်မျိုးရှိတယ်။ဆောင်စည်းပြီးဖယ်ရှားရမယ့်အာသဝကတစ်မျိုးရှိတယ်။မိဝဲသုံးဆောင်ပြီးဖယ်ရှားရမယ့်အာသဝကတစ်မျိုးရှိတယ်။သိခံပြီးတော့ဖယ်ရှားရမယ့်အာသဝကတစ်မျိုးရှိတယ်။ရှောင်ကျင်ပြီးတော့ဖယ်ရှားရတဲ့အာသဝကတစ်မျိုးရှိတယ်။ ပယ်ဖြောက်ပြီးဖယ်ရှားမယ်အတော့တမျိုးဖြစ်တယ်တမျိုးရှိတယ်ကိုယ့်ရဲ့စိတ်ထက်အင်အားတွေတိုးပွားအောင်လုပ်ပြီးမှအတိညာဏ်တွေတိုးပွားအောင်ကြိုးစားပြီးမှဖယ်ရှားတဲ့အတော့ကတမျိုးရှိတယ်အလုံးအတော့ခုနှစ်မျိုးဆိုပြီးသဗ္ဗတဝါတုတ်တံမှာတခေါ်တာရှိနော်အကြမ်းမြင်လေးသဘောပေါက်အောင်ပြောရမယ်သဘောပေါက်အောင်ဆိုတာ ကိုကိုရင်ကြုံတွေ့နေကြတဲ့ဟာတွေနမိဒါမတတ်တတ်တာဟုတ်နမတိကထတ္တနာပဟာတ္တပအာသဝအတိညာနဲ့သိပြီးဖယ်ရှားမဲ့အာသဝတွေဆိုတာအခုပြောခဲ့တဲ့ကာမသဝဘဝသဝထိဋ္ဌသဝအဝိဆာသဝညာနဲ့မှဖယ်ရှားလို့ရတာအတိညာမပိုင်ဖယ်ရှားလို့မရဘူးဒါကြောင့်အတိညာနဲ့ဖယ်ရှားရမယ် ကာမတဝါဆိုရင်ဘာနဲ့ဖယ်ရှားအနာဂါမိမက်လို့ခေါ်တဲ့နာဂါမိမက်နဲ့ရှင်နဲ့ညံနဲ့ဖယ်ရှားပြန်ကာမတဝါဘဝတဝါကိုရတ္တမညံနဲ့ဖယ်ရှားဒိဋ္ဌာတဝါကို သောတပတ္တိမညံနဲ့ဖယ်ရှားအဝိဇ္ဇာတဝါကို မလေးပါးဖြင့်ဆင့်တင်ဖယ်ရှားသွားဒီလိုဆိုလိုတယ်နော်ဓတနာပဟတ္တပါ အသိဉာဏ်နဲ့မှဓတနာဆိုရက်အမြင်ဉာဏ်နဲ့မှဖယ်ရှားပြလို့ရတယ်ဒီတရားတွေနောက်တစ်ခုကစောင့်စည်းဖယ်ရှားစောင့်စည်းပြီးတော့မှဖယ်ရှားရမယ်ဟာဘာလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာအပြင်နဲ့ဆက်သွယ်တဲ့အရာ6မျိုးရှိတယ် sense organ လို့ခေါ်တယ်လူတွေမှာရှိတယ်နော် ပါတော့ဆိုမျက်စိနာနာလျာကာယမနဆိုတဲ့အင်္ဂါ6ခုရှိအင်္ဂါရ6ခုအော်ဂန်6မျိုးရှိအဲ့တော့စာရဲအနေနဲ့သာပြောနေကိုယ့်အကိုစဉ်းစားကြည့်လို့ရဒီတိုင်းပြောမျက်စိမြင်တော့မျက်စိရှိတော့အစင်းရောက်ပြင်ဘက်ကမြင်စရာအာယုန်တွေကိုမြင်ရတယ်မြင်စရာအာယုန်မြင်လို့ရှိရင်ဘာဖြစ်လဲစဉ်းစားကြည့် လှတာပတာမြင်ရင်လောဘဖြစ်တယ်။မုန်းစရာမြင်လို့ရှင်ဒေါသဖြစ်တယ်။အဲ့ဒီမှာအမြင်အာယုံကိုထိရင်ထိမထိဘူးဆိုရင်လောဘလာမယ်ဒေါသလာမယ်။အဲ့ဒါကိုတတိနဲ့စောင့်စည်းပြီးတော့လောဘမဖြစ်အောင်စောင့်စည်းရမယ်ဒေါသမဖြစ်အောင်စောင့်စည်းရမယ်။ဒါကိုစောင့်စည်းဖယ်ရှားလို့ခေါ်တယ်။ကြည့်အမြင်အာယုံကိုမထိနိုင်ဘူး။ဆိုပါစို့ ဒီလူတယောက်ကဒီဖန်တဲ့ကနေပြီးတော့ငွေတို့ကြီးထုတ်သွားထုတ်သွားတဲ့အခါကျတော့ငွေတက်မဲ့တဲ့ပုဂ္ဂိုလ်ကငွေကိုမြင်လိုက်တယ်ထုတ်ကြီးတဲသွားတာမြင်လိုက်တယ်မြင်စရာအယုံပေါ်မှာသူကလူချင်းတက်မဲ့မှုတွေလိုက်လာပြီးတော့အဲ့ဒီလူချင်းမှုကနေအကြောင်းပြုပြီးတော့ ွေထုတ်တည်သွားတဲ့နောက်ကနေလိုက်ပြီးအခွင့်သာတဲ့အချိန်မှာဆွဲယူပြီးရာဇဝမှုကျူးလွန်သွားအမြင်အရကဆွဲဆောင်သွားတာဒီလိုသဘောမျိုးကိုဆိုလိုတယ်နော်မြင်းနဲ့နောက်မှာလောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိအတန်းကြားပြီးလောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိတယ်အနံ့ရပြီးလောဘဖြစ်တယ်ဒေါသရှိတယ်ဟာ အရာထဲမှာငေယုတ်တိညော့လို့ရင်ဘယ်အင်္ဂါလောက်ထားတော့ဆိုပြီးတော့ဆဲတဲ့လူကဆဲဟုတ်ကိုကြိုက်တဲ့အနံလေးဆိုဘယ်ပင်ကတော့ဒီအနံမွေးလာချေလားမကြိုက်တာဆိုရင်ဆိုဆဲကြမှာအရာသာဆိုလည်းမကောင်းတဲ့အရာသာဆိုရင်ထွီထွန်လောက်သွားတယ်ကောင်းတဲ့အရာသာဆိုဘယ်ရတော့နောက်ထပ်ရချင်တယ်ကိုကံရအထီးတွေ့မှလည်းထုတ်တူပဲစိတ်ကူးချမ်းစီတဲ့အာယုန်နဲ့ပတ်သက်လာလို့ရှိရင်လည်းထုတ်တူပဲ ကောင်းတာဆိုရင်လောဘဖြစ်တယ်မကောင်းတာဆိုရင်ဒေါသဖြစ်တယ်။အဲ့ဒီလိုအာယုန်နေနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာလောဘဒေါသမဖြစ်အောင်တတိနဲ့ထိမ့်သိမ့်ဆောက်ရှောက်ထားတဲ့။လောဘဖြစ်ရင်လည်းပြဿနာတက်မယ်ဒေါသဖြစ်ရင်လည်းပြဿနာတက်မယ်။ဖြစ်လာတဲ့အတာပြဿနာပဲလေ။ကိုယ်ရင်ထဲမှာလောဘဖြစ်သွားပြီဆိုရင်အကုသိုလ်ဖြစ်တာ။ဒေါသဖြစ်တယ်ဆိုတော့လည်းအကုသိုလ်ဖြစ်တာ။အဲ့ဒီအကုသိုလ်ရဲ့အကျိုးဆက်တွေကဘာလား။ လောဘကိုအကြောင်းပြုပြီးတော့မလို့တင်တာလုပ်တယ်ဒေါသကိုအကြောင်းပြုပြီးမလို့တင်တာလုပ်တယ်မပြောတင်တာတွေပြောတယ်ဆိုတာမျိုးတွေဖြစ်လာအဲ့ဒီ problem တွေဖြစ်ပေါ်လာတဲ့ problem တွေကိုအာတဝါလို့ခေါ်တယ်ဒီနေရာမှာနော်အဲ့ဒီအာတဝါတွေကိုဘာနဲ့ထိမြတ်စွာဘုရားတရားတော်လက်တွေ့ကျင့်တာနော်လက်တွေ့ကျင့်သုံးရတာအပြောတယ်မဟုတ်ဘူးမြင်လာတဲ့အာယုဘုံမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်တတိနဲ့ထိမ့် အဲ့ဒါထိန်းနေဆိုဆောင်းစည်းတာဖြစ်လာလို့ရှင်ချုပ်တီးလိုက်တယ် restraint လို့ခေါ်တယ် restraint ဆောင်းစည်းအဲ့လိုဆောင်းစည်းလိုက်လို့ရှင် problem တွေနောက်ကမလာတော့ဘူးဒါကိုပြောတာဆောင်းစည်းထိန်းသိမ်းခြင်းဖြင့်ဖယ်ရှားတဲ့အတဝါအဲ့ဒီအတဝါမျိုးကိုလည်းပဲကိုယ်တဏ္ဍာဖယ်ရှားပြရမယ်လို့ဆိုလိုတယ်နောက်တစ်ခုက မိဝဲပြီးတော့ဒီဖက်ရှားမဲ့အတဝါဆိုတာလူတွေဟာအသက်ရှင်ဖို့အတွက်ဘာလို့อ่ะစားစရာစားရမယ်ဝတ်စရာဝတ်ရမယ်နေစရာစားဖို့မနေရမယ်မကြမ်းမှရင်ဆေးဝါးစားစရာနဲ့ပတ်သက်လာလို့ရှိရင် မတည့်မှန်းသည့်ရှောင်ရမှာပဲနော်မတည့်မှန်းသည့်ရှောင်ရမရှောင်ဘူးစီကြောယောဂါတွေရှိတယ်မှန်သည့်ရတဲ့ အချိုကကြိုက်တော့စားတယ်ပြီးမှဆေးတောက်မယ်ပေါ့သူတို့ရှိမှသည်အဲ့ဒါနဲ့ဒူရင်းသည်တလုံးလုံးကုန်စားအဲ့ဒါလို့ပေါ့ဟိုကြိုက်တာကိုစားကြိုက်ပေမဲ့မစားသင့်ဘူးကြောက်ကယောဂါရှိပြီးတော့ဒိန်ရင်းသည်တပန်းလုံးကုန်စားဒုက္ခရောက်သွားအဲ့ဒါလို့အစားအသောက်ကြောင့်ဒုက္ခရောက်သွားတာတွေဟာ မိဝဲပြီးတော့အတိညာနဲ့မိဝဲဖယ်ရှားပြီးတော့ဖယ်ရှားပြရမစားရင်လည်း g a s t r i c ဖြစ်မယ်စားရမယ်ပိုစားရင်လည်းဖိုက်တင်းမယ်ဝိတ်တွေတက်မယ်အဲ့တော့မြတ်မြတ်တာတာကျမ်းမာအောင်ဆိုရင်အနေထားမျိုးနဲ့စားဖို့လိုတယ်ပေါ့ဘာကြောင့် စားတာတော့အစာပြေဖို့ရခန္ဓာကိုယ်အားဖြစ်ဖို့ရဒီနှစ်ခုနဲ့ရွယ်ချက်ပြီးတော့စား အာဖြစ်ဖို့ရဲ့ခန္ဓာကိုတည်ထပ်ပြီးအသက်ရှင်ဖို့ရဲ့ဆိုရရွေချက်တဲ့မပိုးစေရဘူးလို့ဆိုလိုတယ်။ကြိုက်လို့စားတယ်။မဖြစ်စေရဘူး။ကြိုက်လို့စားရင်ဟင်းညုံမုံမတည့်ပါဘူးဆိုသွားစား။တွေးတဲ့အာကောင်းနေ၆ပဲအဲဆိုတွေးတို့ရောက်ရှိတွေးတွေ့အကြံကြီးဆေးုံရောက်ဆွဲစားတဲ့အခါကျတော့ဘာယောဂညာယောဂတွေလာကုန် အဲ့ဒီလိုဘာယောဂညာယောဂဆိုတာတွေနောက်ထပ်မဖြစ်ဖို့အတွက်တင့်တင့်မြတ်တရုံမိဝဲသုံးဆောင်ပြီးတော့ဖယ်ရှားရတယ်လို့ဆိုလိုတယ်ဒါတခြားနေ့နဲ့ဖယ်လို့မရဘူးလေအဲ့ဒါကိုပฏิသေးဝနာပဟာတ္တပအာတဝါလို့ခေါ်တယ်ဒါဟုတ်လားမဟုတ်လားကိုယ့်အောင်စဉ်းစားကြည့်ခြားနေ့နဲ့လုံးလို့မရဘူးဒီနေ့နဲ့ပဲလုံးမတည့်တာရှောင်းရှားတဲ့တာကိုသာစား အဲ့ဒါလို့ကိုယ်ကိုထိန်းချုပ်လို့ရှိရင်ယောဂဝေဒနာတွေဟာတက်တာတယ်ဒါကအတဝါတစ်မျိုးနောက်တစ်ခါအဓိဝါဒနာသိခံပြီးရှောင်ရှားရတာရှိသေးတယ်လူတစ်ယောက်ကကိုယ်ဆဲသွားတယ်ပြန်ဆဲမယ်သူဆဲကိုယ်ဆဲသူရိုက်ကိုယ်ရိုက်ပြဿနာတွေတက်လူသားမှုဖြစ်သည့်ထီအောင်ခြုံလွန်သွားအေး ိုက်မဲတဲ့လူကိုတိခတ်လိုက်တယ်တုံ့ပြန်ပြောမနေတော့ဘူးရှောင်ထွက်သွားလိုက်တယ်အဲတော့ရှောင်ထွက်သွားလာတာကိုလူတွေကဒါအရှုံးပေးသွားတယ်လို့ထင်တာမှန်ကတော့အနိုင်ယူလိုက်တာနော်တပည့်ကလူတွေမြင်တာဘာလို့ဆိုရင်လူလူချင်းရှင်ပြိုင်တယ်လို့ထိုင်တာကိုအဲတော့ကိုယ်ဆဲတဲ့လူကိုမဆဲဘဲနဲ့တုံ့ပြန်မဆဲဘဲနဲ့ရှောင်ထွက်သွားတဲ့လူကိုငကြောက်လို့ခေါ်ကြတယ်ရှောင်ထွက်သွားတယ်ပေါ့ တကယ်စဉ်းစားကြည့်လိုက်လို့ရှင်ဘယ်သူကအနိုင်ရတာလဲမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုကြည့်မယ်ဆိုရင်တုံ့ပြန်ဆဲတဲ့လူကိုတုံ့ပြန်ဆဲပြီးတုံ့ပြန်ရံဖြစ်တဲ့လူနဲ့ရှောင်ပေးသွားတဲ့လူဘယ်သူကနိုင်တာရောလို့ဆိုလို့ရှိရင်အရက်မှာတော့เนาะဒီဆဲတဲ့လူကနိုင်လိုက်တယ်လို့ထင်တယ်ရှောင်ပေးတဲ့လူကရှုံးတယ်လို့ပဲထင်တယ်ဒါအရက်ကတွေ့တာမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူး ရှောင်ပေးလိုက်တဲ့လူကနိုင်တာတဲ့။ဘာကြောင့်နိုင်တဲ့ခေါ်တော့လို့ဆိုလို့ရှိရင်ကိုတော်သားကိုကိုနိုင်လိုက်တာတော့တုံ့ပြန်ပြီးဒေါသထွက်နေလို့အကျိုးမရှိဘူး။သူနဲ့တုဖက်နေလို့ငါအကျိုးမရှိဘူး။ကိုတော်သားကိုကိုအနိုင်ယူပြီးရှောင်သွားလိုက်တယ်။တန်တရားမှလည်းကိုအနိုင်လိုက်တယ်။ဟိုလူကတော့ဒေါသတကြီးနဲ့ကြံပြီးတော့ထိုဒေါသရဲ့အကျိုးတွေကိုသူခံရမှာစက်တိုက်။ဖြစ်ရဘဝမှာရိုးစိုးကြည်တမ်းပဲတည်ငရဲကြမယ်ဆို 多大也别个，哪样呗？哪样落来呢？家入、成立、入，出来搞那批的，亏钱的该得得亏，哈？多大几的了？亏钱的该得得亏不批的，哪批人来亏了的哪批嘛？爱批人来？呃，谁得的哪批批嘛？现几的搞么批不涂？多大别个要要去，看见些人来卡高不了。 ိုကလူကိုက်ဒီလူကိုက်ဖို့ကြိုးစားတဲ့အခေါ်မှာဖြစ်တယ်။နော်ဒေါသသမားရဲ့ပုံသဏ္ဍာန်တွေ့လိမ့်မယ်။ခွေးဆိုလို့ရှိရင်ကိုက်တတ်တဲ့ခွေးဆိုရင်ဘုသူမြင်မြင်မျက်စောင်းထိုးချီဟောင်းတယ်။ကိုက်တယ်။သဘောကောင်းတဲ့ခွေးကျတော့အမီးရမ်းတယ်လေ။ရောမတူဘူး။နော်အေးအဲ့လိုသိခံခြင်းဖြင့်ဖယ်ရှားပြရတယ်။သိမှတ်ခံလို့ရှိရင်ပြဿနာတွေနောက်ကလိုက်လာမယ်။ အဲ့ဒီလိုက်လာမဲ့ပြဿနာတွေအန္တရာယ်တွေကိုတိခဏ်ချင်းဖြင့်ရှောင်လွှဲလိုက်တာတဲ့ဖေးရတခုရှောင်လွှဲလိုက်တာလို့သူဆိုတယ်ငရဲကြမယ်ဒုစရိုက်တွေကျွလွန်မိသွားမယ်အဲ့ဒါတွေကိုရှောင်လိုက်တာဒါကိုရှောင်ပြီးတော့ဖယ်ရှားတဲ့ဟာတိခဏ်ပြီးဖယ်ရှားတဲ့အရာလို့သူဆိုလို့နောက်တစ်ခုကရှောင်ပြီးတော့ဖယ်ရှားရတဲ့အာသောဆိုတာရှိသေးတယ်ဘာလဲရှောင်ပြီးတော့ဖယ်ရှားရတာဆိုရင် ခွေးဆိုးရှိတဲ့စီမသွားနဲ့နော်တချို့အိမ်တွေဟုတ်လားမဟုတ်လားမသိဘူး beware of dog ခွေးတတိပြုဆိုရေးထားတတ်တယ်လေခွေးကြိုက်တတ်သည်လို့ရေးထားအဲ့ဒါအလှကမလာအောင်ရေးတာတချို့ကတော့ခွေးလက်တကောင်မှမရှိဘူးအလှကလာမှဆိုလို့ရေးထားခွေးကြိုက်တတ်သည်ဆိုတော့အဲ့ဒီမှာကိုယ်ကလည်းပဲကြိုက်တတ်တဲ့ခွေးကိုရှောင်ရမယ်ခွေးတတ်တဲ့နှွားကိုရှောင် ြားရဲရကျမမယိုးတာတဲ့ဒီတောထဲမှာကြားရှိပါတယ်ဆိုပြီးအရေးစော်မသွားနဲ့စင်စိုးရှိပါတယ်ဆိုပြီးအရေးစော်မသွားနဲ့အရေးစော်ပြီးတော့မနေနဲ့ဟုတ်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဒီပဂုဏဆယ်မိုင်ကုန်းမှာညညဆိုရင် တောစင်ကြီးဝင်တယ်လေဝင်တော့ညဆိုရင်မအေးရဲကြတော့အဲ့တော့ရိတ်တာတစ်ခုကသီလရှင်ဆရာတွေတို့လူတွေတို့က ရွာသွားမြို့ထဲသွားအိတ်ချအဲ့မှာတိရရှင်ဖွားကြီးတယောက်က မလိုက်ဘူးသူ့ဟာသူတဲလေးတဲ့နေရတယ်ညကြတော့ဆင်စိုးကလာလာတော့ဆင်သင်ကြားတဲ့အခါကျဆင်ကိုချက်ထားတဲ့သူကသွပြားလေးကိုဒုက္ခလေးနဲ့ထောက်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 နဲ့ခောက်တော့ဆင်ကသူရှိတဲ့စီလာလာပြီးတော့နှာမောင်းနဲ့တွင်းပြီးသူ့ကိုဆွဲထုတ်ပြီးခြေထောက်နဲ့နင်းသက်သွားမနေ့ကျတော့အလောင်းမဲတွေ့တယ် အဲ့ဒါရှောင်ရမှာမရှောင်လို့ဒီဒုက္ခရောက်သွားတယ်ဆို။ဟိုကြားရဲရကျမမယိုးတာ။စင်ဆိုးရှိရလည်းပဲကံကျမပဲလို့မလုံးရဘူးတဲ့အဲ့ဒါမျိုးတွေ။နော်။အန္တရာယ်ဆိုတာရှောင်ရတယ်။ရှောင်ရမယ့်ဟာကိုရှောင်တာဒါကိုပြိဝိစနာပဟတတ်ပါ။ရှောင်ရှားပြီးတော့အန္တရာယ်ကိုလွတ်အောင်ခင်းအောင်နေတယ်။ဒါလည်းအတော်ပဲမရှောင်လို့ဖြစ်ပေါ်လာတဲ့ဘေးရဟာအန္တရာယ်တို့ဆွလို့တယ်နော်။ဒါက ရသောဘုရားကသဗ္ဗတဝတုတ်တံမှာဒီလိုဟောထားတာဘဝဆိုတာရှောင်ရမယ့်ဟာကိုရှောင်းကိုရှောင်းอ่ะရှောင်းနေဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်ဒီဖယ်ဖြောက်ပြီးတော့ဖယ်ရှားရမယ့်အသွားရှိတယ်တွန်းထုတ်ဖယ်ရှားတဲ့ဖယ်ရှားရမယ့်ဟာရှိတယ် တွန်းထုတ်ဖယ်ရှားဆိုတာဘာကိုတွန်းထုတ်ဖယ်ရှားတာရောလို့ဆိုလို့ရှင်အတွေးတွေအတွေးတွေဝဲလာလို့ရှင် မကောင်းတဲ့အတွေးဆိုတွန်းထုတ်ဖယ်ရှားအဲ့ဒီအတွေးကဒုက္ခပေးတတ်တယ်ဘာကြောင့်လို့ဆိုရင်လူဟာမကောင်းတာလှုပ်တာတွေကအတွေးကအစလာတာကောင်းတာလှုပ်တာလည်းတွေးကအစအတွေးကစပြီးတော့အကောင့်ထဲပေါ်ကြတာဒါကြောင့်မကောင်းတဲ့အတွေးတွေးပြီးပြီမကောင်းတဲ့အတွေးဆိုတာအများကြီးရှိတော့လဲပဲ ခြုံငုံပြောရင်လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့တွေးတဲ့အတွေးမောဟနဲ့ဒီနှိမ့်ဆက်ညှဉ်းပန်းလိုမှုနဲ့တွေးတဲ့အတွေးလောဘနဲ့တွေးတဲ့အတွေးကိုကာမဝိတက်လို့ခေါ်တယ်ဒေါသနဲ့တွေးတဲ့အတွေးကိုပြဘာရဝိတက်ညှဉ်းဆဲလိုမှုနဲ့တွေးတဲ့အတွေးကိုဝိဟိတဝိတက်လို့ခေါ်တယ်နော်ကောင်းကောင်းအာယုန်ကြီးခံစားဖို့စိတ်ကူးတာလောဘနဲ့တွေးတာ စိတ်ဆိုးဒေါသနဲ့စိတ်ဆိုးမှုဆိုးနဲ့လူတယောက်ကိုမလုပ်မယ်ညာလုပ်မယ်လို့တွေးတာဖြာပါဒဝိတ္တသတ်မယ်ဖြတ်မယ်ညှင်းဆဲမယ်လို့တွေးတာဝိဟိန္တဝိတ္တလို့ဆိုအဲ့ဒါတွေတွေးလို့ရှင်ထပြီးအကောင့်ထဲဖို့ခြင်းပြဿနာတက်ခြင်းလို့ဆိုရဲဒီဒီအတွေးဆိုးတွေကိုဖယ်ရှားပြရမှာကိုတွန်းထုတ်ဖယ်ရှားပြရမှာကိုတွန်းထုတ်ဖယ်ရှားမပြစ်ဖဲနဲ့ ရှင်နဲ့နှလုံးထဲမှာမွေးထားမယ်ဆိုရင် ပြဿနာတွေဖြစ်မယ်တဲ့အဲ့ဒီဖြစ်လာမယ်ပြဿနာတွေမဖြစ်ရအောင်တွန်းထုတ်ဖယ်ရှားရမယ်လို့သူတို့ဆိုတယ်နော်တွန်းထုတ်ဖယ်ရှားခြင်းနောက်တစ်ခုကဘာတော့လို့ဆိုတော့ဘာဝနာဘာဝနာဆိုတာဒီကိုယ်ရှင်ထဲမှာရှိတဲ့ စွမ်းအားရှိတဲ့တရားတွေအတိညာဏ်တို့တတိတို့ဝီရိယတို့စွမ်းအားဖြည့်လောင်အောင်တိုးပွားလောင်အောင်လုပ်ရစာလူပြောရင်ဘုဆင်တရားတွေကိုယ့်ရင်ထဲမှာဖြစ်ပွားလောင်လို့အတိညာဏ်ကိုဖြစ်ပွားစေရတဲ့တရားဆိုတာတတိဆင်းရဲတရားနဲ့ပတ်သက်ပြီးသုံးသတ်တဲ့ဓမ္မဝိစရာကျူပန်းအထုတ်တဲ့ဝီရိယနှစ်သက်ခြင်းတဲ့ပီတိ ကိုခန္ဓာကိုငြိမ်းအေးမှုလို့စိတ်ငြိမ်းအေးမှုဆိုရယ်ပတ္တတိတည်ငြိမ်မှုဆိုရယ်တမာတိနဲ့အာလုံးတည်ငြိမ်မှုလို့ဆိုရယ်တည်တတ်မှုဆိုရယ်တမာတိနဲ့အာလုံးညီထူညီမြထတ်တူညီမြအစွန်းမထွက်အောင်ချိန်ညှိပေးတတ်တဲ့ဥပ္ပခါလို့ဆိုရယ်ဒီ ဘုဇင်ခုနှစ်ပါးကိုကုသဏမှာဖြစ်အောင်လုပ်ရမယ်။မဖြစ်လို့ရှိရင်ပြဿနာမျိုးစုံတက်လာမယ်။ဖြစ်ပြီးအောင် ဖြစ်အောင်လုပ်လိုက်လို့ရှိရင်တော့ပြဿနာမတက်တော့ဘူး။အဲတော့ဒါတွေကို ဖြစ်အောင်လုပ်ပြီးတော့တက်လာမဲ့ပြဿနာကိုဖယ်ရှားတာကိုဘာဝနာပါတ္တပါလို့ခေါ်တယ်။ပွားများဖယ်ရှားလို့ဒီလိုအသောတရားဟာဒီပုံစံနဲ့ဒီလိုပြောတာနော်။ဒသနာပါတ္တပါ အတိညာဖြင့်ရှုမြင်ဖယ်ရှားတာတခုဟောအတိညာဖြင့်ရှုမြင်ဖယ်ရှားတယ်တံဝရပဟာနစောင့်စည်းပြီးတော့ဖယ်ရှားတယ်ပฏิသေးဝနာပဟာနမိဝဲသုံးဆောင်ပြီးတော့ဖယ်ရှားတယ်ပရိဝေစနာရှောင်ရှားပြီးတော့ဖယ်ရှားတယ်အဲ့ဒီအဋိဝါဒနာတိခံအောင်ဤပြီးတော့ဖယ်ရှားတယ်ဝိနောဒနာ တွန်းထုတ်ဖယ်ရှားတယ်ဘာဝနာကုသနာမှာတိုးပွားလောင်လို့ပြီးတော့ဖယ်ရှားတယ်လို့ဒီလိုအာသဝတွေဟာဖယ်ရှားရမယ့်အာသဝတွေဟာခုနှစ်မျိုးရှိတယ်လို့သဗ္ဗသဝသုံးပါဟောအေးဘုန်းကြီးတို့တွေဟာသူ့နည်းနဲ့သူအခုလို့ဒီစနစ်အတိုင်းကုသနာမှာရှိနေတဲ့ဖြစ်ပေါ်လာနိုင်တဲ့ကံတရားတွေ ခိလေသာတွေဖြစ်ပေါ်လာမဲ့ဘေးရန်အန္တရာယ်တွေကိုအခုနီးခုနှစ်ရက်ကိုတုံးချပြီးတော့ဖယ်ရှားပြစ်မယ်ဆိုလို့ရှင် အာသွားတွေဟာကုံသွားမှာပဲဖြစ်တယ်အဲ့ဒါကိုပြောတာ